သေးစိတ်အချားလိုက်နေမရှင်းတော့ဘူးပေါ့နော်ဒီတဲ့ကနေပဲကျွန်တော်ပြန်ရှင်းမယ်ဒီကောင်လေးကလည်းနှစ်ဥမာကိုးခါဒီကိုးခါပေါ့နော်နှစ်ဥမာကိုးခါဒီကိုးခါနှစ်ကြိမ်မှာပရိတ်ရှိပေါ့နော်သူ့ရဲ့ဘေးဒတ်ဘယ်ဘက်မှာပရိတ်6 6ပရိတ်7ပရိတ်ကိုးခါဒီကိုးခါပေါ့နော်အဲ7ပရိတ်ရဲ့အောက်မှာ၄ဘိတ်ပေါ့အဲ့၄ဘိတ်ဒီသူ့ရဲ့တနည်းကျော်ကဒီနှစ်စာနေကြီး၄ကြိမ်က၄ထိပ်ကို၄ဘိတ်ပို့တယ်ပေါ့ဗျာ၄ထိပ်ကို၄ဘိတ်6ပရိတ်7ပရိတ်ပေါ့နော်အဲပြီးတော့ဒီ6ပရိတ် ကြောင်မလို့သူ့ရဲ့အောက်တပွဲကျော်မှာငါးပိတ်နဲ့လေးထိတ်နဲ့နှလုံးပေါင်းခြင်းကိုးလို့ရိုက်တယ်ငါးအပိတ်နဲ့လေးထိတ်နဲ့နှလုံးပေါင်းခြင်းကိုးလို့ရိုက်တယ်ရိုက်ပြီးတာနဲ့သူကနေပြီးတော့ကျွန်တော်တို့ဒီကိုးခါဒီကိုးခါကနေပေါ့နော်တနစ်ကျော်ပေါ့တနစ်ကျော်လိုက်ရင်ကျွန်တော်တို့အဲ့နှစ်ထဲမှာ6ချိန်မှာတစ်ခါလို့ရိုက်တယ်6ချိန်မှာတစ်ခါပေါ့နော်အဲ့နှစ်ထဲမှာ9 3ညလေးမွေးကြီးထွက်တယ်ပေါ့ဗျဟုတ်ပြီနော် နောက်ပြီးတော့အဲ့ညထဲမှာတော့နှစ်ဦးကတစ်ထိတ်ကြောင့်အဲ့ညထဲမှာတခုသောတစ်ထိတ်ပေါ့ဗျာတစ်ထိတ်တိုင်းတော့မဆိုလို့တခုသောတစ်ထိတ်ပေါ့ဒီမှာတစ်ထိတ်လို့ရိုက်တာ ਨੇ အဲ့တစ်ထိတ်လို့ရိုက်တာ ਨੇ ဗောနော်သူ့ရဲ့အောက်မှာပြန်ကြအဲ့ပြန်ကြရဲ့ဆောင်းမှာဒီတစ်ကအပိတ်ပိတ်နေရမှာတစ်ပိတ်တစ်ထိတ်ပေါ့နော်တစ်ပိတ်ဒီတစ်ထိတ်လို့ဘောနော် ਨੇ သူ့အောက်မှာထွက်တဲ့ဒီ3တစ်တစ်ဒီအဲ့ညထဲကပြန်တော့ပေါ့နော်ပြန်တော့ကနန်းတခုကစားတယ်ပေါ့ဗျာအဲ့လိုကစားပြီးတာ ਨੇ ဟုတ်ပြီသူ့ရဲ့တစ်နှစ်ကျော်မှာကျွန်တော်တို့ကအဲ့ဒီ တစ်ခါတိုင်းပေါ့နော်ဒီတစ်ခါကနေခြေခံဆော့တာဆိုတော့ဒီတင်ခါကနေပြီးတော့သူ့ရဲ့တစ်နှစ်ကြုံမှာအဲပထမဆုံးသူကဘရိတ်ရှစ်လို့ကြာရင်တော့တစ်ပါတယ်ဘရိတ်ရှစ်ထွက်တယ်နောက်တစ်ခုကအဲ့တစ်ထိတ်စီးနဲ့ဘရိတ်ရှစ်ဒီမှာထွက်တယ်ပေါ့နော်အဲ့တစ်ထိတ်စီးနဲ့ဘရိတ်ရှစ်ထွက်တာနဲ့သူ့အောက်ဆုံးမှာထွက်တဲ့ဒီ16လေးဒီသူ့ရဲ့ဘေးနှစ်ကတစ်ပိတ်နဲ့ကနန်းပေါ့ဗျာအတစ်ပိတ်နဲ့ကနန်းပေါ့နော်ဒီ6 6လေးတစ်ကိုတစ်6လေးဆိုပြီးတော့သူ့ရဲ့နောက်တစ်ညမှာလိုက်ထွက်တယ်ပေါ့နော်အဲ့တစ်ထိတ်ကိုလည်းကျွန်တော်တို့အဲ့လိုနဲ့ မထည့်နိုင်ဘူးပေါ့ဗျာဒါသကားပလင်ကန်တာတော့မဟုတ်ဘောနော်ဒီမှာသူကပရမတ်ကတ်မှာတော့1 5နှစ်1 5ပေါ့နော်တတိယကတ်မှာတော့3ကတ်မြောက်ဆိုနည်းနည်းလဲသားတတ်တယ်အဲ့မှာလဲသားတဲ့နေရာမှာတော့ဒီကျွန်တော်တို့ကဒီတစ်ထိတ်စီးနဲ့ break shift ထွက်လို့အဲ့တစ်ထိတ်စီးဒီသူ့ရဲ့ဘေးနဲ့မှာတစ်ခါတိုင်းထိုင်ရမှာပေါ့နော်6တစ်6မှာတစ်ခါခံလို့အဲ့တစ်ခါဒီတစ်ထိတ်နဲ့ break shift ထွက်မှာသူ့အောက်ဆောင်မှာတစ်ထိတ်လို့ရိုက်တာတစ်ထိတ်လို့ရိုက်တာနဲ့အဲ့ကနန်းဒီဒီ6တစ်6က 1ချိန်ပေါ့နော်6 6 1ချိန်ဒီ6 6ဆိုတဲ့ဒီတခါရိုက်တဲ့ဒီ6 6ကဒီမှာ1ချိန်ပို့နေတော့ပေါ့နော်ဒီပရိတ်ရှိရဲ့ဘေးမှာလဲသူက3ညရဲ့5ရဲ့ရှိရဲ့၃လုံးပေါင်းချင်းဒီ3ပေါ့အဲ့ကောင်လေးတော့ဒါစီနီယံပေါ့နော်ဒါထောက်ချင်းနဲ့ထောက်ပေါ့မထောက်ချင်းလည်းဘာမှဖြစ်ဘူးပေါ့နော်ဒါကြုံလို့ရှင်းပြတာဒီတခါဒီတစ်ထိတ်လို့ရိုက်တာနဲ့သူ့အောင်ဆောင်မှာတစ်ထိတ်နဲ့သူ့ရဲ့ဘေးနစ်ကတစ်ပိတ်နဲ့ကနန်းပေါ့ဗျာ အဘေးနေကကဏ္ဍဒီ6တ6ကဝန်းချင်းပေါ့အဲ့ဒီပရိရှိကြောင်မလို့သူကအိုက်တစ်ပိတ်နဲ့ကဏ္ဍကိုမှအကွက်များရင်သူကဒီမှာတစ်ပိတ်5ပိတ်2ပိတ်ပေါ့နော်1နှစ်1 5နှစ်နဲ့နောက်ပိတ်3လို့8လို့ဖြစ်တဲ့ဒီ6လေးတစ်ကိုအတစ်6လေးလို့လိုက်ထွက်တယ်ပေါ့အဲ့မှာလဲသူက2ပိတ်5ပိတ်1ပိတ်နောက်ပိတ်3လို့8မလို့သူ့အောင်မှာ8ခါလို့ခံထားတယ်8ခါခံပြီးမှ2ပိတ်5ပိတ်1ပိတ်နောက်ပိတ်3လို့8ဖြစ်လို့1ပိတ်လည်းဖြစ်ရမယ်နောက်ပိတ်3လုံးလည်း8ထည့်ရမယ် ဒီရှစ်ခါကလည်းခံထားတဲ့အတွက်အဲ့ဒီရှစ်ခါရဲ့မြင်းကုံကဒီ6လေးတက်ကိုသူကသူ့ရဲ့နောက်တစ်နှစ်မှာဒါဒီ6လေးလို့ဒါလိုက်ထွက်တယ်လို့ယူဆတာပေါ့နော်ဟုတ်ပြီဒါကကျွန်တော်တို့ကဒီဟာနဲ့ပတ်သက်လို့ရှင်းပြတာပေါ့နော်နောက်တစ်ခုအဲ့နေ့ထဲမှာကစားခြင်းနေရင်နောက်ထပ်ကစားနည်းတစ်ခုကစားခြင်းနေရင်ပေါ့နော်ဒီတက်တစ်ခါဒီဒီတက်ထိတ်နဲ့ break ရှစ်ထွက်တဲ့နေ့ထဲမှာသူကနှစ်ပိတ်ခံပြီးမှသူကဘာတွေလောက်ထားလဲဆိုတော့ဒီ20နဲ့ကျွန်တော်တို့ 3ချိန်မှာ6ထိပ်ပေါ့နော်ဒီကောင်းလို့စီနေတော့မှာ23ချိန်မှာ6ထိပ်အိုက်တစ်ဒီကိုလည်းကျွန်တော်ဒီမှာနှစ်ပိတ်ကိုတော့အောင်မှာနှစ်ပိတ်ရဲ့ရှစ်ခါရဲ့တစ်ထိပ်ရဲ့ဇောင်းပေါင်းချင်းတစ်ခံထားလို့အိုက်တစ်ကိုကျွန်တော်တို့တစ်ထိပ်ကိုရှစ်ပိတ်ရဲ့ဇောင်းမှာတစ်ထိပ်ဆိုပြီးတော့မနစ်ခနဲ့စောင့်နေခဲ့တာပေါ့နော်ပေးတာမပေးတာတော့ကျွန်တော်အပိုင်မသိဘူးနော်ကျွန်တော်စောင့်နေတာကိုပဲကျွန်တော်ပြောတာဟိုထွက်ပါမယ်လို့တော့ဘယ်သူမှအမှန်ခံလို့ရတာမဟုတ်ဘူးနော်အဲ့ဒါလေးတော့နားလေတာပေါ့အဲ့ survivor လေးနဲ့ light လေးတွေတဲလေးတွေတော့အပေးနိုင်ပေးခဲ့ပေါ့နော် ကကြုတ်ကကြောင်တော့မမှန်ပါနဲ့နော်ကကြုတ်ကကြောင်မှန်တဲ့သူကတော့ကျွန်တော်ဘလော့မှာများလို့ပေါ့ဒီ6ထိပ်ပေါ့နော်23နေမှာ6ထိပ်နှစ်ပိတ်6ခါ10ထိပ်နဲ့ထိပ်ဒီ3လုံးစောင်းပေါင်းချင်းပေါ့နော်တစ်ဖြစ်တယ်ဒီ6ထိပ်ဒီသူ့ရဲ့နောက်တနေ့မှာ6နောက်ဘူးလို့ဒီမှာရိုက်တယ်ပဲ6နောက်ဘူးလို့ရိုက်တာနဲ့သူ့ရဲ့ ตู้มาบ่เนาะ6หนองปูเลยเนี่ย3ညရေခွန်ရေ3ညရေထိတ်ဆီ3လုံးခွန်ไอ้ခွန်ကိုဒီ6หนองปูเนี่ยบ่เนาะ3 8 6เนี่ย3လုံးပေါင်းချင်းခွန်ย้ายတယ်ไอ้ခွန်จองตู้ออกมาเบรกခွန်ถอดละบ่เนาะไอ้เบรกခွန်ถอดได้ซะเนาะจนเราดีไอ้นินแท้มากระนั้นดูกระนั้นเนี่ยခွန်ชิเนี่ยကိုจนเราไอ้มามามวยดีแล้วไปท่าได้บ่เนาะခွန်ชิเนี่ยဒါမှမဟုတ်2 8ခွန်ပေါ့အဲ့လိုမျိုးလေးအထူးကျင်လဲထိုးကြည့်ပေါ့ဒါကတော့အရင်အနေနဲ့เนาะကြီးထားတဲ့ထဲတော့မပါဘူးဒါ break ခွန်နဲ့ပတ်သက်လို့ဒီဘွဲမှာ ထွက်မယ်ဆိုရင်ထွက်လို့ရတဲ့အနေအထားမှာရှိတယ်ပေါ့ဗျာ။ဒါကြိုက်တဲ့ထဲတော့အကြိုက်ကြီးတဲ့တော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ brake ခွန်ထွက်မယ်ဆိုရင်ဒီနောက်6နောက်ဘူးကလည်းအဲ့ဒီထဲမှာအဲ့တစ်ချိန်နဲ့ပူတာပေါ့။6နောက်ဘူးနော်။အဲ့6နောက်ဘူးပူတာနဲ့ဒီ6ထိပ်ကြောင်ပေါ့။ဒါ6ထိပ်ကြောင်6နောက်ဘူးလို့ပူတာနဲ့ဒီထဲကြီး3လုံးခွန်ဒီ၄ပုံစံပေါ့နော်။ဒီ3လုံးခွန်ဒီတုံးလုံးကလည်းခွန်မယ်အဲ့တော့ဒီခွန်ပရိတ်မြန်အရှင်းရိုက်ကလာပေါ့နော်အဲ့ဒါတော့မိမိကြိုက်နေတဲ့တန်ရင်တော့ပေါ့ကျွန်တော်ရေးထားတဲ့ထဲတော့မပါဘူး ဒါဆိုဒုတိယကတ်တော့ရှင်းတော့ရှင်းလားမသိဘူးเนาะဟိုရှင်းလားဆိုတာဟိုလိုပြောရမှာမဟုတ်ဘူးเนาะ line ကပြောတာကျွန်တော်ပြောတာ line ကဟို YouTube မှာလွန်မှုလွန်တာလည်းမရှိတော့အဲမြန်ဝါတာမျိုးပါမျိုးဖြစ်တယ်လို့ပေါ့ဒုတိယကတ်အနေနဲ့ဒီမှာတိခါတီတိခါပေါ့ဗျာတိခါတီတိခါနှစ်ကြိမ်မှာ break ရှိသူ့ရဲ့ပေးမှာ break 6ပေါ့เนาะ6 break 7 break အဲ့7 break ရဲ့အောက်မှာ4 break အဲ့4 break ဒီသူ့ရဲ့တစ်နှစ်ကျော်က4ကြိမ်က4ထိပ်ကို4 break ပို့တာပေါ့เนาะနှစ်စာနေကြည့်မယ်ဆို4ကြိမ်က လေးထိတ်ကိုလေးပိတ်ပို့တာဝမ်းတော်ပါတယ်နော်ရှင်းပါတယ်ကဲဟုတ်ကဲ့ပါလို့မာမာမျိုးဟုတ်ကဲ့အဲ့မှာသူက၅ချိန်မှာ၉ထိတ်နဲ့သူ့ရဲ့ဇောင်းကဒီ၃ညပိတ်နဲ့နှလုံးပေါင်းချင်း၉ရိုက်တယ်ပေါ့နော်နှလုံးပေါင်းချင်း၉ရိုက်တယ်ဒီတစ်ခါဒီတစ်ခါကနေပြီးဒီတစ်ခါကနေပေါ့နော်သူ့ရဲ့တစ်နှစ်ကျော်မှာကျွန်တော်တို့၉ချိန်မှာတစ်ခါပဲ၉ချိန်မှာတစ်ခါရိုက်ပြီးအဲ့နေ့ထဲမှာ940မွေးစည်းထွက်တယ်ပေါ့ဗျ940မွေးစည်းထွက်တယ်နောက်ပြီးအဲ့နေ့ထဲမှာနှစ်ဆမှာ၃ညထိတ်မလို့ တုံညာထိတ်လို့ပေါ့နော်အဲ့ဒီထဲမှာတခုသောတုံညာထိတ်ပေါ့ဗျတုံညာထိတ်ရအောင်မပြန်ကြအဲ့ပြန်ညရဲ့ဆောင်းမှာတုံညာထိတ်ခံတယ်တုံညာထိတ်ရဲ့ဆောင်းမှာပြန်ကြတုံညာထိတ်ရအောင်မှာပြန်ကြပေါ့နော်ဒီကနန်းဒီတာပြန်ကြကြတာဗျအဲ့လိုကြပြီးတာနဲ့ကျွန်တော်တို့ကဒီတစ်ခါကနေဘီသူရဲ့တစ်နှစ်ကျော်မှာဒီမှာပရမအောင်ဗရိတ်ရှိလို့ line အကောင်းနဲ့ဘလိုဖြစ်တယ်မသိနော်အဲ့မှာကျွန်တော်တို့ကဒီမှာတစ်ထိတ်ကြီးနဲ့ break ရှိကိုကျွန်တော်တို့ကသွားမှာပေါ့နော်တစ်ထိတ်ကြီးနဲ့ break ရှိဒီမှာရိုက်ပြီပေါ့ဗျာရိုက်တာနဲ့သူ့အောက်ဆုံးမှာဒါတစ်ထိတ်ကြီးနဲ့သူ့ရဲ့ base နဲ့ကကနန်းပေါ့အဲ့ကနန်းပေါ်မှာဒီတစ်ထိတ်ကြီးဒီသူ့ရဲ့ base မှာတစ်ခါလဲခံထားရမယ်တစ်ခါဒီတစ်ထိတ်ရိုက်မှာ break ရှိလဲဖြစ်ရမယ်အဲ့ break ရှိဖြစ်မှာသူ့ဆောင်းမှာဒါတစ်ထိတ်ကြီးနဲ့ base နဲ့ကကနန်းကို like ကစားတယ်လို့ယူဆရတာပေါ့နော်အဲ့မှာယူဆတဲ့နေရာမှာလဲဒီတစ်ဒီဒီတစ်ထိတ်ကြီးပေါ်တဲ့နေရာမှာနှလုံးပေါ့နော်တလုံးချင်းပေါ့ဗျာပြောရမယ်ဆိုရင် 4781ဝမ်းကြီးကို198မှာနှလုံးပါတယ်ဗောနော်ပိုက်ကနန်းဒီဒီမှာကျွန်တော်တို့ကဒီတစ်ခါတစ်ထိတ်စီးနဲ့ပရိရှိရဲ့ဘေးမှာလဲသူက9ထိတ်4ထိတ်3ထိတ်ထိတ်စီး3လုံး3ပြီးတော့2ထိတ်ထားလိမ့်တယ်ဗောဗျာအဲ့မှာဒီ198ဆိုတဲ့ကနန်းကဒီ195ဆိုတဲ့ပရိရှိကိုဒီပရိရှိကြောင့်ဗောနော်ပရိရှိကြောင့်အဲ့မှာတစ်ပိတ်နဲ့သူ့ရဲ့ဘေးနဲ့ကကနန်းကိုတစ်ပိတ်9ပိတ်2ပိတ်နဲ့နောက်ပိတ်3လုံး နောက်ပိတ်၃နှစ်ဆက်တိုက်၈ဖြစ်တယ်ပေါ့နော်၈ဖြစ်ပြီးမှသူ့အောင်မှာ၈ခါလို့ခံတယ်၈ခါခံလို့နောက်ပိတ်၃လို့၈ဖြစ်မှဒီတစ်ပိတ်နဲ့၉၈၁ဆိုတဲ့ကဏ္ဍကသူ့ရဲ့နောက်တစ်နှစ်မှာဒီ၈ပြည့်ရဲ့ဇောင်းမှာလိုက်ထွက်တယ်လို့ယူဆတာပေါ့နော်ဒါကျွန်တော်ရဲ့အယူဆပေါ့ဒါပေးတာမပေးတာတော့ကျွန်တော်လည်းအပိုင်မသိပါဘူးပြန်နော်ကျွန်တော်ညံပြီးတော့ကျွန်တော်တွက်ထားတဲ့အရာလေးချပြတာဖြစ်ပါတယ်နော်နောက်ပြီးတော့အဲ့ဒီနေ့ထဲမှာဒါတစ်ထိပ်ကြီးနဲ့ဘရိတ်ချစ်ထွက်တဲ့နေ့ထဲမှာသူက ဒါ23ချိန်မှာခွန်ထိတ်ပေါ့နော်6ထိတ်တဲ့ကြီးတဲ့ခွန်ထိတ်ပေါ့အဲ့မှာ5ပဲရ6ခါရ3ညထိတ်ရထိတ်စီ3လုံးပေါင်းခြင်းရလဲပြစ်လိုပဲမူတွေထည့်ထားတာအဲ့အတွက်ကြောင့်မလို့ဒီခွန်ဒီသူ့ရဲ့နောက်တစ်ညမှာခွန်နောက်ဘူးတစ်ချိန်ဘူးတွေပေါ့ဗျာဒီမှာနှစ်ဆနေကြည့်မယ်ဆိုခွန်နောက်ဘူးဒီမှာတစ်ချိန်ဘူးတွေပေါ့နော်နောက်ပြီးအဲ့နေ့ထဲမှာခွန်ရှင်းနဲ့ပတ်လဲလိုက်ထွက်တယ်နော်ခွန်ရှင်းနဲ့ပတ်လဲအဲ့ခွန်ရှင်းနဲ့ပတ်လဲကဘယ်မှာထွက်လဲဆိုတော့ပရမကတ်က6နောက်ဘူးရဲ့အောက်မှာဒီမှာတတိယ ဒုတိယမြောက်ကခွန်တော်ပူရဲ့အောင်မှာဒါခွန်ရှင်းနေပဲအဲ့ခွန်ရှင်းနေဘာလို့ထွက်လဲဆိုတော့ဒီခွန်တော်ပူပူလိုက်တာနဲ့သူက၄ထည့်ရဲ့၆ထည့်ရဲ့ခွန်ထည့်ရဲ့ထည့်စီသုံးလုံးပေါင်းရင်းခွန်အဲ့ခွန်ကိုပဲသူကဒီသုံးလုံးပေါင်းရင်းခွန်လို့ပြန်ထည့်ထားတယ်၈ပဲ့ရဲ့၄ခါရဲ့ခွန်ပဲ့ရဲ့သုံးလုံးပေါင်းရင်းခွန်အဲ့ခွန်ကြောင့်ပဲသူ့အောင်မှာခွန်ရှင်းနေလို့လိုက်ကစားသလားပေါ့နော်ဒါကတော့ရန်ရင်နေရင်ရန်ပေါ့ဗျာဟုတ်ပြီနော်ဒါဒုတိယအကပ်ပေါ့တတိယအကပ်အနေနဲ့ဒီမှာကျွန်တော်တို့ညဥ်မှာ ခွန်ခါဒီခွန်ခါပေါ့နော်ခွန်ခါဒီခွန်ခါဗရိတ်ရှိဗရိတ်ချောက်6ဘရိတ်7ဘရိတ်ပေါ့နော်သူ7ဘရိတ်အောက်မှာ4ဘိတ်4ဘိတ်ဒီသူ့ရဲ့တနည်းကျော်နှစ်ဆာအနေကြီး4ချိန်က4ထိပ်ကို4ဘိတ်ပို့တယ်ပေါ့နော်အဲ4ထိပ်4ဘိတ်ပိတ်တဲ့နေ့ထဲမှာသူက5ချိန်မှာကျွန်တော်6ထိပ်နဲ့ဒီသူ့အောက်ဆောင်က3ဘိတ်နဲ့ထိပ်စီးနဲ့နောက်ဘိတ်နဲ့နှလုံးပေါင်းရင်9ဖြစ်တယ်ပေါ့ဗျာအဲ့တော့ဒီခွန်ခါးကနေပြီးတော့သူ့ရဲ့တနည်းကျော်မှာကျွန်တော်တို့9ချိန်မှာသူက1ခါပဲအဲ့ဒီထဲမှာ940ပတ်လဲမွေးပြီးထွက်တယ်ပေါ့နော် ဟုတ်ပြီနော်အဲ့နှစ်ထဲမှာသူနှစ်ဆမှာဒီပင်ငါးကိုမှတစ်ထိတ်ကစားလို့အဲ့နှစ်ထဲမှာတခုတော့တစ်ထိတ်ပေါ့ဗျာဒီမှာတစ်ထိတ်အဲ့တစ်ထိတ်ရအောင်မှပြန်ကြပေါ့ဒီပြည်သူများ6ဒီပြည်သူများ6ပြန်ကြအဲ့ပြန်ကြရဲ့ဆောင်မှသူတစ်နောက်ပိတ်ပိတ်ရမှာတစ်နောက်ပိတ်တစ်ထိတ်အဲ့ဆောင်ကြားထဲမှာမှသူပြန်ကြကစားတာပေါ့အဲ့လိုကစားသည့်ဖြစ်သည့်အတွက်ကျွန်တော်တို့ကဒီတစ်ခါချော့သူ့ရဲ့တစ်နှစ်ကျော်မှပြိရှိလို့စထွက်ရင်ပြစ်ပါမှာဆိုတော့ဒီမှာ ဒီမှာ break ရှိကလည်းဖြစ်သွားပြီတစ်ထိတ်စီကလည်းဒီမှာတစ်ထိတ်စီနဲ့ break ရှိလည်းဖြစ်တယ်နောက်ပြီးနောက်ထပ်ကစားစရာလည်းကျွန်တော်တို့တစ်ထိတ်စီဒီမရှိတော့ဘူးပေါ့နော်ဒီတစ်နေ့လုံးမှာမှတစ်ချိန်ပဲမိနစ်ကကျွန်တော်ခေါ်ဆော့တဲ့ line ပေါ့ဒီ line ကနေတော့မဟုတ်ဘူးပေါ့နော်တစ်ထိတ်စီတစ်ချိန်ပဲကြာမယ်ဆိုတော့အယူဆအခြား line မှာကျွန်တော်ပြထားခဲ့ပါတယ် Facebook ပေါ့ပေါ့နော်အဲ့တော့ဒီမှာတစ်ထိတ်စီနဲ့ break ရှိလည်းမှန်တယ်သူ့ရဲ့ဘေးမှာဒီမှာတစ်ခါကလည်းထောက်ထားတယ်ပေါ့နော်တစ်ခါဒီတစ်ထိတ်ပို့ပြီး break ရှိထွက်ထားခြင်းကြောင့်သူ့ရဲ့အောက်ဆောင်မှာပေါ့နော်ညာဘက်ဆောင်မှာဒါတစ်ထိတ်စီနဲ့ဘေးနဲ့က တစ်ပိတ်နဲ့ကနန်းကိုပေါ်မလားယူစတာပေါ့နော်အဲ့လိုဖြစ်တဲ့နေရာမှာဒီ319ကိုဒီနေရာမှာ1ဂျင်းလို့ကျွန်တော်တို့ပို့ခြင်းနေတာပေါ့နော်ကနန်းကိုချုပ်ခြင်းနေတာတစ်ပိတ်နဲ့ကနန်းအကုန်တစ်ချိန်နဲ့ထိုးရင်တော့ရတာပေါ့ဗျာဒါပေမဲ့ idea မှာကျွန်တော်တို့ကဒီတဲမှာပြန်ချုပ်ခြင်းနေတာချုပ်ခြင်းနေတာဖြစ်ပြီးတော့ဒီ116မှာ break ship ဖြစ်လို့ပရမကတ်ဒီမှာ1 1 1 5 1 5နှစ်ပေါ့เนาะတစ်ထိပ်စီးနဲ့နောက်ပေါင်းခွန်မဲ့ယူလို့ရမှာအဲ့မှာဒီမှာ116မှာသူက ပရိရှိဖြစ်လို့မလို့တစ်ပိတ်နဲ့သူ့ရဲ့ဘေးနေကကဏ္ဍဆိုဒီမှာတစ်ပိတ်၄၈၁ရှိတယ်ဒါပေမဲ့နောက်ပိတ်၃လုံး၈မဖြစ်ဘူးပေါ့နော်ဒီမှာတစ်ပိတ်နဲ့ပရိရှိအဲတစ်ပိတ်နဲ့ပေါ့နော်တစ်ပိတ်နဲ့နောက်ပိတ်၃လုံး၈ဖြစ်တာဒီတစ်ခုပဲဖြစ်တာပေါ့တစ်ပိတ်လည်းဖြစ်ရမယ် 1ပိတ်3ပိတ်4ပိတ်နောက်ပိတ်3လုံး8လည်းဖြစ်ရမယ်8ခါတည်းလည်းအဲ့ဒီထဲမှာဒီဒီချိန်ပဲရှိတယ်ပေါ့နော်အဲ8ခါလည်းခံရမယ်ဆိုရင်တော့ဒီတစ်ကွက်ပဲရှိတယ်ကံပေးဖို့ပဲလိုတော့ပေါ့နော်အပိုင်ကတော့မဟုတ်ပါဘူးအပိုင်မသိပါဘူးပေါ့နော်အဲ8ခါတည်းအဲ့ဒီထဲမှာဒီတစ်ချိန်ပဲရှိတာအဲ8ခါတည်းလည်းကျွန်တော်အဲ့တစ်ချိန်ဖန်းဆော့ခဲ့တာပဲကနန်းကတော့မအောင်ပါဘူး8ခါပဲမှန်တာပေါ့နော်အဲ့မှာ4ရက်3ရက်1ရက်နောက်ပိတ်3လုံး8လည်းဖြစ်တယ်ဒီ6ခါလဲခံထားခြင်းကြောင့်ဒီ3ည14ဆိုတဲ့ကဏ္ဍကို1ထိပ်စီးနဲ့အမိမိတက်နိုင်ရင်2ကွက်ထိုးပေါ့နော် တစ်တုံညာလေးနဲ့အဲ140ပေါ့နော်140တော့ကျွန်တော်မပါဘူးကျွန်တော်ကြိုက်တာတစ်တုံညာလေးပဲကြိုက်တယ်အဲ့တော့တစ်တုံညာလေးဒီဘက်တော့ရွေးပေးလိုက်တယ်ပေါ့နော်တကွက်ကောင်းပါဗျာလွှဲရင်လဲခံပေါ့မှန်ရင်လဲဆန်ပေါ့တပြားတစ်ချက်မှပေးပြန်မလို့ပါဘူးဗျာနော်နောက်ပြီးအဲ့တစ်ထိပ်စီနဲ့ထွာထားတဲ့နေထဲမှာသူကနှစ်ပိတ်ခံနေမှာသူကစီနီယာနဲ့သွားတာဗျာ23ညမှာ8ထိပ်ရိုက်တယ်6ခွန်8ပေါ့နော်အဲ့6ခွန်8ကိုမှဒီမှာ3ပိတ် 22ချိန်မှာ3ပိတ်23ချိန်မှာ6ခါ2ပိတ်မှာ2ထိတ်နဲ့24ချိန်မှာ2ထိတ်နဲ့2 6 3နဲ့1လဲဖြစ်ထားခြင်းကြောင့်ဒီ8ထိတ်ဒီ8နောက်ဘူးဘူးမှာတိတယ်ဗျာဒါပေမဲ့ကျွန်တော်တိတယ်ဆိုတာကိုစော့တဲ့ထဲမှာမပါဘူးပေါ့နော်အဲ့မှာ8နောက်ဘူးဘူးလေဗျာအဲ့ပူးတာနဲ့လဲသူက3ထိတ်ရယ်5ထိတ်ရယ်6ထိတ်ရယ်ကိုထိတ်စီး3လုံးခွန်ဖြစ်တယ်အဲ့ခွန်ဖြစ်တာကိုဒီ3လုံးကလည်းခွန်လို့ထည့်တယ်ဗျာအဲ့တော့သူ့အောင်မှာခွန်ရှင်းနေပတ်လဲအရှင်းရိုက်မလားပေါ့နော် ခွန်ရှင်းနေပါလေအရှင်းကစားမလားအိုက်ကောင်ကတော့ယူလွန်းနဲ့ရှင်းလွန်းနဲ့မြင်သာလွန်းနဲ့အဲ့တော့အိုက်ကောင်ဘာဘာထိုးခြင်းထိုးပေါ့ဟုတ်ပြီနော်အဲ့ဇောင်းတပင်ကျော်ကနန်းလဲကျွန်တော်ဒီမှာပြန်အဲ့တပင်ကျော်ကနန်းဇောင်းတပင်ကျော်ကနန်းထွက်ဆိုတာလဲနှစ်ဆိုင်ရှိသေးတယ်ပေါ့နော်အဲ့တော့ဒီခွန်ရှင်းနေကိုတော့တက်နိုင်ရင်ရန်ပေါ့ဗျာခွန်ရှင်းနေရှစ်ခွန်နဲ့အနှစ်ရှစ်ခွန်ပေါ့နော်အဲ့လိုမျိုးလေးရန်ရင်လဲရန်ပေါ့ ဟုတ်ပြီနော်အဲ့ဒီထဲမှာသူအခြားကတန်းလေးတွေပေါ့နော်ကစားချင်တာလေးတွေမြရှိရင်ကျွန်တော်မြင်တာလေးတွေပေါ့အကြံဉာဏ်ပေးတာပါနော်ဘူပရိတ်နဲ့ပတ်သက်လို့နှစ်ကြိမ်ဘူပရိတ်လို့စထွက်တော့ဘူပရိတ်လို့အဲ့ဒီထဲမှာထွက်ရင်နှစ်ကြိမ်ဆင့်ထွက်တာတော့အဲ့ဒီနှစ်ကြိမ်ထွက်တဲ့နေရာမှာလည်းတစ်ကြိမ်ကသူ့ရဲ့တနည်းကျော်ကတုံညပါတဲ့ဘူပရိတ်တစ်ခုလိုက်ကစားနေတာတွေ့တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာဒီရှစ်ပေါ့နော်ဒီရှစ်ခါရဲ့ဒီရှစ်ပရိတ်ကြောင့်ပေါ့နော်သူ့ရဲ့တနည်းကျော်မှာ ကဒီရှစ်ခါတော့နှစ်ဦးမှရှစ်ခါဆိုသူ့ဘောကနန်းသွားယူလို့မရဘူးဗောနော်အဲ့နှစ်ထဲမှာသူရှစ်ခါနဲ့ဒီမှာရှစ်ခါတစ်ချိန်ပေါ်တော့ဗောနော် သူ့ရဲ့အပေါ်ကနေတစ်ချိန်နှစ်ချိန်သုံးချိန်မှာထွက်ထားတယ်ဒီ၃ည၅၃ည၄ည်လဲနောက်တစ်နှစ်မှာထွက်တာပဲဗျဟုတ်ပြီနော်နောက်ထပ်ရှစ်ခါဒီမှာထွက်တော့လဲဒါနောက်ပိတ်၃လုံးရှစ်ဖြစ်တယ်ဒီကနန်းဒီလဲသူ့ရဲ့နောက်တစ်နှစ်မှာလိုက်ထွက်တာပဲဗျဟုတ်ပြီနော်ရှစ်ခါဒီနောက်ထပ်မရှိဘူးဗောနော်အဲ့ဒုတိယကံမှာလဲအဲ့လိုပဲကျွန်တော်တို့ဒီတစ်ထိတ်ကြီးနဲ့ ရိတ်ရှိရဲ့အဆောင်မှာဒါသူ့ရဲ့ဘေးနစ်ကတစ်ပိတ်နဲ့ကနန်းကိုယူဆပြီးထိုးတယ်လို့ပေါ့နော်အဲ့ဒီထဲမှာဘူပရိတ်လို့စကြရင်နှစ်ကြိမ်ဆင့်ကြတယ်ဗျဘူပရိတ်နှစ်ကြိမ်ဆင့်ကြတယ်နှစ်ကြိမ်ဆင့်ကြတဲ့ထဲမှာတကြိမ်မှာတော့သူ့ရဲ့တနည်းကျော်ကတုံညပါတဲ့ဘူပရိတ်တစ်ခွက်လိုက် ကစားနေတယ်ပေါ့နော်တုံညပါတဲ့ဘူပရိတ်တစ်ခွက်လိုက်ကစားနေတယ်နောက်တစ်ခါကျွန်တော်တို့အဲ့ဒီထဲဒီတစ်ပိတ်နဲ့ဘရိတ်ရှိထွက်လို့ဒီသူ့ရဲ့ဘေးနစ်ကကနန်းဝင်တာနောက်ပိတ်သုံးလုံးကျွန်တော်တို့ ရှ िख ားရဲ့အပေါ်ပါနော်နောက်ပိတ်သုံးလုံးရှစ်ဖြစ်တဲ့ရှ िख ားရဲ့ဇောင်းဝကနန်းဒီဘက်နှစ်ကိုထွက်တယ်လို့အဲ့ဒီထဲမှာရှ िख ားဒီကျွန်တော်တို့အရှ िख ားဒီအဲ့နောက်ထပ်ကတော့အဲ့ဒါတော့မညီဘူးပြန်နော်နောက်ထပ်ရှ िख ားရှိသေးလားအဲ့ကောင်တော့နည်းနည်းယူဆာနည်းနည်းလွယ်တယ်နော်ဒီရှ िख ားရဲ့ပေါ်နောက်ပိတ်သုံးလုံးရှစ်ဖြစ်တဲ့ကနန်းကိုပဲအတီးယူရမှာပေါ့ဟုတ်ပြီနော်ပြကြင်တာလေးကနည်းနည်းလောနေတော့အားလုံးပဲမင်္ဂလာညချမ်းပါလို့ကံပေးလို့ပေါက်ပါသေးတယ်နော်အမှန်ကန်ပေါ့နော် ကျွန်တော်မှန်ပါလဲထင်မယ်ခဏပေါ့အဲ့မှာတက်တုံညာလေးပေါ့နော်အာရန်ရင်တော့ရန်ပေါ့ဗျာညံပြပြီးပေါ့အဲ့ဒီနေ့ထဲမှာကျွန်တော်တို့ဒီတစ်ထိတ်ကြီးနဲ့ဗရိတ်ရှစ်ထွက်လို့သူ့ရဲ့အောက်ဆောင်မှာဒါတစ်ထိတ်ကြီးနဲ့ဘေးနေကကနန်းထွက်တဲ့နေ့ထဲမှာသူက14ဂျင်ကဒီ4 3 8ဒီသူ့ရဲ့နောက်တဲ့နေ့ကိုလိုက်ထွက်တယ်ဗျဒီ14ဂျင်က4 3 8ကိုသူ့ရဲ့နောက်တဲ့နေ့မှာလိုက်ထွက်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ကဒီတစ်ထိတ်ကြီးနဲ့ဗရိတ်ရှစ်ထွက်တဲ့နေ့ထဲမှာ 14ချိန်ကကနန်းမယ်ပေါ့နော်၄3 5ဆိုတဲ့ကနန်းကသူ့ရဲ့နောက်တစ်မြက်ကို3 5 6လို့လိုက်ထွက်တယ်အဲ့တော့ဒီကျွန်တော်တို့ဒီ116ထွက်တဲ့နှစ်သေးကဒီ14ချိန်ကကနန်းဆိုရင်ဒီ3ည14တိသူ့ရဲ့နောက်တစ်နှစ်ကိုအထွက်ပေါ့ဗျာပထမနှစ်ကမှာတော့အောက်မှာထွက်တယ်ဒါပေမဲ့3ကတော့ကနည်းနည်းလှည့်စားတတ်တယ်အဲ့တော့ဒီနေရာမှာထွက်နိုင်ကြီးပို့ပြီးအရှိဆုံးလို့ယူဆတာပေါ့နော်